Johannes Lansky တို့အော်ဂျီဟစ်ကျေစကားများခဲ့ကြပြီးယူကရိန်းအနေနဲ့ဒီစစ်ပွဲကို နိုင်နိုင်မယ်လို့မထင်ကြောင်းထရန့်ကပြောခဲ့တယ်လို့သိရပါတယ်။ Johannes Lansky တို့ကတင့်နေရာကနေပြီးတော့အော်တိုဘာ18ရက်နေ့ကစပွဲမှာမီဒီယာတွေရှိမှာအင်မတန်မှအရေးကြီးရှိကြောင်းပြခဲ့ပေမဲ့တကားပိတ်ဆွေးနွေးကြတဲ့အခါမှာတော့အော်ဂျီဟစ်ကျေဖြစ်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ပူတင်ကယူကရိန်းကိုဖျက်ဆီးပြစ်မှာဆိုးလို့စစ်ပွဲဆုံးတဲ့ရက်အတွက်ရုရှားရဲ့စစ်ကမ်းချက်ကိုလက်ခံမှုထရန့်ကဇီလန်စကီးကိုတတိပေးခဲ့ပါတယ်။ ပူတင်ကဒေါညက်စ်ပြည်နယ်တစ်ခုတည်းသာပေးမိမိတို့ရုရှားတပ်တွေစုပ်ပေးမယ်ဆိုပြီးကန့်လန့်ခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတနဲ့ယူကရိန်းသမ္မတတို့ဟာအစည်းအဝေးမှာတင်ဖန်များစွာအပြန်အလှန်အော်ကြီးတဲ့ပြောဆိုခဲ့ပြီးထရန့်ကတစ်ချိန်လုံးစုပ်ပုခဲ့ကြောင်းအဲ့ဒီတဲ့မှာဖော်ပြပါတယ်။ Financial Times ကဖော်ပြတာပါ။ထရန့်ကစနက်စပီကိုဒေါ်ညက်ဒေတာတခုလုံးဆွလဖို့ပြောပါရယ်ထရန့်နဲ့ပူတင်တို့ဖုန်းပြောဆိုစဉ်ဒီလိုဆွလခံမှုပူတင်ဘက်ကပြောလာတာပါအလဲလဲအနေနဲ့တော့တောင်ပိုင်းရှိတဲ့စစ်မှန်အပြင်တခုဖြစ်တဲ့ခါဆန်နဲ့ ဇာပိုရီရှောင်းမှာရှိတဲ့နယ်မြေဒေသငယ်အချို့ကိုဆွတ်လုပ်ပေးမယ်လို့ပူတင်ကပြန်ပြောပါတယ်။ထရန့်ကပူတင်ပြောခဲ့တဲ့စကားအများစုကိုအစည်းအဝေးမှာပြောပြောပါတယ်။ဒီစကားတွေကရုရှားအားနည်းချက်နဲ့ပတ်သက်ပြီးထရန့်ကိုယ်တိုင်မကြောက်သေးမိကပြောဆိုခဲ့တဲ့စကားတွေနဲ့စန့်ကျင်နေတယ်လို့အဲ့ဒီအစည်းအဝေးအကြောင်းသိတဲ့ဥရောပအရာရှိတွေပြောပါတယ်။ပရိပကဟာစစ်ပွဲတစ်ခုလုံးနေတဲ့တာမကဘဲနဲ့ အထူးစစ်စင်တရဖြစ်ကြောင်းယူကရိန်းကောင်းဆောင်အနေနဲ့သဘောတူညီချက်ရရှိအောင်လှုပ်ဆောင်အောင်ဖြစ်ပြီးဒီလိုမျိုးရင်ဖြည့်ဆည်းခံရမှာဖြစ်ကြောင်းပူတင်ကမိမိကိုပြောခဲ့တယ်လို့ထရန့်ကဆိုပါတယ်ထရန့်ကဇလန်စကီကစစ်ရှုံးနေပြီဖြစ်ကြောင်းပြောခဲ့ပြီးပူတင်သာဆန္ဒရှင်ခမရတို့ကိုဖြည့်ဆည်းပစ်လိုက်မယ်လို့သတိပေးခဲ့ပါတယ်ထရန့်ဟာယူကရိန်းစစ်မြေပြင်မြေပုံကိုတစ်ဖက်ကိုလွှတ်ပစ်ခဲ့ကြောင်းဒီကိစ္စကိုသိထားတဲ့အရာရှိတစ်ဦးကပြောပါတယ်ယူကရိန်းရှိတဲ့စစ်မှုမြေပေါ်အကြီးအကျယ်မြင်တွေ့နေရတာညှိမှွေနေပြီလို့ထွက်ကဆိုပါတယ်။စစ်ပွဲဆုံးသောအမေရိကန်၊ဥရောပ G20 နဲ့ G7 နိုင်ငံများထံမှပြတ်သားတဲ့စီမံများလိုအပ်ကြောင်းဇလန်စကီကပြောပါတယ်။ပူတင်ဟာဒီဇုံတစ်ခုကိုရယူတော့မှဖြစ်ကြောင်းထရန့်ကသတိပေးနေပါတယ်။ဆိုလိုတာကသူတို့စစ်တိုက်ခဲ့တယ်။သူနယ်မြေပိုင်ဆိုင်မှုချို့ရခဲ့တယ်လို့ထရန့်ကဆိုပါတယ်။ဇလန်စကီတောင်းထားတဲ့တူမဟော့ဒုံးကြီးတွေယူကရိန်းကိုပိတ်ပို့ဖို့ကတိပြုမှာမဟုတ်ကြောင်းမိမိတို့အတွက်လည်းဒီဒုံးကြီးတွေကလိုအပ်ကြောင်းထရန့်ကပြောခဲ့တယ်လို့သိရပါတယ်။အမြင့်မမဆိုးဖြစ်နိုင်မယ်လို့ထရန့်ကပြောခဲ့ပါတယ်။ယူကရိန်းနိုင်မယ်လို့ကျွန်တော်တို့မထင်တော့ဘူး။ ဒါပေမဲ့နိုင်နိုင်ပါသေးတယ်စစ်စုတာကအင်ဝတန်ထူးဆန်းတဲ့အရာဆိုပြီးနောက်ပိုင်းပြန်ရှော့ချသွားပါလိမ့်။ဒါပြီးခဲ့တဲ့လကုလသမဂ္ဂညီလာခံမှာယူကရိန်းနဲ့မြေကုန်ပြန်နိုင်တယ်လို့ပြောခဲ့တာကနေဘာမှမဆန်တဲ့သဘောထားပြောင်းသွားပါလိမ့်။အရင်တော့ Trump ပြောခဲ့တာက2014မှာယူကရိန်းကဆုံးရှုံးခဲ့တဲ့ဒီ Crimea ဒေသကိုပါပြန်နိုင်တယ်လို့ဆိုပြီးခုကြမှာသူ့သဘောထားပြောင်းသွားတာဖြစ်ပါလိမ့်။မဲဆွဲကလာတော့ကနေသမရတန်းစာပိုင်းမှာတော့စစ်ပွဲရဖို့ယူကရိန်းကနေမြေဆွန့်လွတ်ကမယ်လို့ Trump ပြောပို့ပါတယ်။ Zelensky ကတော့ Trump နဲ့တွေ့ဆုံမှုဟာ တူမဟော်ရီမရခဲ့ပေမဲ့အပြုသဘောဆောင်တယ်လို့တော့ခန့်အေးပြောသွားပါတယ်။ဇလန်စကီနဲ့ပြည်ပြင်နိုင်ပိုင်းလုံးမှာထရန့်ကပူတင်နဲ့ဖုံးပြောခဲ့ပြီးဒုံးကျည်မပေးဖို့အဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အခြေအနေဒီပုံမတင်မာတာကိုထရန့်အနေနဲ့မလိုလားပုံရတယ်လို့ဇလန်စကီကမှတ်ချက်ပေးပါတယ်။ဇလန်စကီကပက်ထရီယော့လေကြောင်းတော်ဝင်စစ်တွေအမြဲရဖို့တောင်းဆိုပြီးယူကရိန်းရှေ့ပိုင်းဒုံးနဲ့လူဟန်ဒေတာတခုလုံးကိုရုရှားကတောင်းဆိုနေစေဖြစ်ကြောင်းထရန့်ကပြောခဲ့မှုတယ်ဆိုပါတယ်။ထာလာမဲ့တဲ့ရင်ပတ်ဟန်ဂရီမှာသမ္မတပူတင်နဲ့တွေ့ဆုံပြီးငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့မျှော်လင့်နေတာပဲဖြစ်ပါလိမ့်။ နောက်တရင်မို့ပြောချင်ပါတယ်အိန္ဒိယနိုင်ငံရုရှားစီကရေနံတွေအောက်ဈေးနဲ့အရင်လိုဆက်ဝယ်နေမယ်ဆိုရင်တော့အမေရိကန်ရဲ့ကြီးမားတဲ့ခွန်စည်းချက်မှုနဲ့တွေ့ရလိမ့်မယ်လို့ထရန့်ကပြောပါတယ်ရုရှားရေနံဆက်ဝယ်နေမယ်ဆိုရင်အိန္ဒိယဟာအမေရိကန်စီကကြီးမားပြင်းထန်တဲ့တွန်းကုန်ခွန်စည်းချက်မှုကိုမလွဲမသွေရင်ဆိုင်ရပါလိမ့်မယ်လို့ထရန့်ကတတိပေးခဲ့ပါတယ်အိန္ဒိယရုရှားရေနံကိုဆက်ပြီးဝေယူနေတာကိုရေးယူတဲ့အနေနဲ့အိန္ဒိယရဲ့သွင်းကုန်တွေပေါ်ခွန်ပမာဏလုံးရင်တိုးမြင့်ကောက်ခံမှုထရန့်ကဆုံးဖြတ်ပါတယ်။ပြီးခဲ့တဲ့ဒီနေ့ဘက်မှာထရန့်ကသူ့ဟာဝန်ကြီးချုပ်မိုဒီနဲ့ဖုန်းပြောခဲ့ပြီးမိုဒီက ရုရှားရင်းနဲ့နေဆက်မွေတော့ဘူးလို့သူ့ကိုဂရီပေးခဲ့ကြောင်းသတင်းတော်တွေကိုပြောပါလိမ့်။အင်ဒီယာစီကအဲ့ဒီလိုဂရီမေးရပြီးတဲ့အခါတရုတ်ကလည်းလာတူတောင်းဆိုနိုင်ဖို့မျှော်လင့်ကြောင်းထရန့်ကဆိုပါလိမ့်။ယူကရိန်းစစ်ပွဲအကြောင်းပြုပြီးရုရှားရင်းနဲ့တင်ပို့မှုလမ်းကြောင်းတွေကိုအနောက်မဟာမိတ်တွေကဖျက်တောက်ပေးဖို့အရေးယူထားပေမဲ့အိန္ဒိယနဲ့တရုတ်ကတော့ရုရှားရင်းနဲ့စစ်ဝဲယူတဲ့အဓိကဝက်လက်တွေဖြစ်ရည်တည်စေပါခန်ကောင်မိုရီယာရုရှားရင်းနဲ့စစ်မွေတော်ဘူးလို့ကတိပေးခဲ့ကြောင်းပြောပြမယ်ချက်ချင်းဆိုသလိုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မော်ဒီနဲ့ခါတော့အဲ့ဒီကိစ္စဆွေးနွေးခဲ့တယ်ဆိုတာမဟုတ်ကြောင်းပြန်ကြီးပါတယ်နောက်ပြီးအိန္ဒိယရင်းနှီးဈေးဝယ်ယူမှုမူဝါဒဟာဈေးနှုန်းနဲ့ရေရှည်ထောက်ပံ့နိုင်မှုတွေမှာနိုင်ငံအတွက်အမှန်တကယ်တင့်တော်တဲ့အကျိုးရှိမဲ့ရွေးချယ်မှုပဲဦးစားပေးမယ်လို့အိန္ဒိယကကြေညာပါတယ်ထရန့်ကသူကမော်ဒီနဲ့ဖုံးပြောခဲ့တယ်ဆိုတာအခိုင်အမာထပ်လောင်းပြောပါတယ်သူရဲ့တမန်စီတော့လည်း Air Force One မတက်ခန့်ဒီသတင်းတော်တွေနဲ့တွေ့ဆုံရင်ထရန့်ကပြီးခဲ့တဲ့သတင်းဘက်ကစကားကိုထပ်လောင်းတည်ပြခဲ့ပြီးသူနဲ့မော်ဒီတကယ်ပဲဖုံးပြောကြအောင်ရုရှားရဲ့နိုင်ငံကိစ္စဆက်မလုပ်တော့ပါဘူးလို့မော်ဒီကမိမိကိုကြတိပေးကြောင်းပြောပါတယ် ဒါပေမဲ့အဲ့ဒီလိုဆွေးနွေးမှုမျိုးမရှိခဲ့ဘူးလို့အိန္ဒိယဆိုရထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့သတင်းတောက်တွေကထွန့်ကုန်မိတဲ့အခါအိန္ဒိယတကယ်ပဲအဲ့ဒီလိုသဘောထားမျိုးပြကျင်နေဆိုရင်တော့အမေရိကန်သတ်မှတ်တဲ့သွင်းကုန်ခုံပမာဏအများအပြားကိုဆက်ပြီးပေးုံပဲရှိတယ်။အဲ့ဒီလိုအဖြစ်မျိုးကိုအိန္ဒိယအနေနဲ့ဖြစ်ခံကျင်လား။အိန္ဒိယကတော့ဖြစ်ခံကျင်မှာမဟုတ်ဘူးလို့မိမိထင်ကြောင်းထွန့်ကဖြစ်ပါလေ။ခရဟာအိန္ဒိယရဲ့အဝိထန်တဲ့စေဝါတွေကစလို့အမျိုးအစားစုံတွေမြပြလာတဲ့သွင်းကုန်တွေကိုနှစ်စဉ်ခုနှစ်ကစလို့90ရာခိုင်နှုန်းအထိအခွန်တိုးမြင့်စီးကျက်ဖို့ရှိပါလေ။ မော်ရီကရုရှားရဲ့နယ်လေးစစ်မွေတော့ပါဘူးလို့ဂရီပေးခဲ့ကြအောင်ထရန့်ရဲ့ပေးခဲ့တဲ့တရေဘက်ကပြောခဲ့မှုပြီးဟာအတိအပြမရှိဘူးလို့အိန္ဒိယနိုင်ငံဂျာယဝန်ကြီးဌာနကတုံ့ပြန်ပါလိမ့်။အိန္ဒိယဟာရေနယ်စိမ်းနဲ့တံခွေအများပြားတင်သွင်းနေရတဲ့နိုင်ငံဖြစ်ကြောင်းထိလွယ်ရှလွယ်ပြောင်းလဲတွေဖြစ်နိုင်တဲ့စည်ရေးစွန့်ရင်စွန့်ရင်ရေးဟာမျက်နှာဆောင်မှာအိန္ဒိယတုံးဆွေးသူတွေကြိုးစီပွားအကောင်းဆုံးကာကွယ်နိုင်မှုကအစိုးရမူဝါဒဖြစ်ကြောင်းဒါကြောင့်ရုရှားစီကတော့မတင်သွင်းမှုဆိုရင်တော့အိရအနေနဲ့ပြည်ပနိုင်ငံတွေစီကနေစီးကြည့်ကြည့်နဲ့ဝယ်ပြီးတင်သွင်းနေရမှာလို့ဆိုပါတယ် အလီအီမန်ဂျာတခုတည်းကိုပဲချေပြပြီးစွန့်မွာတော့ဆုတ်ခဲ့ထားတာဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုမှရှိသူကပြောကြားတော်ပါလိမ့်။နောက်သတင်းဘုတ်ပြောချင်ပါလိမ့်။ပို့လမ်းမှာတမလထရန်ကတက်တည်ချရာတာဟာအယူတရားဝင်ပါတယ်ဆိုပြီးတော့ယူကန်တရားဝန်ကပြောပါလိမ့်။အမေရိကန်ယူကန်တရားဝန်ကအော်ရီဂွန်ပြည်နယ်အုပ်ချုပ်မှုကန့်ကွက်နေတဲ့ကြားကပဲတမလထရန်ကပို့လမ်းမြို့စီအမျိုးသားအဆောင်တက်စေလွတ်နိုင်တယ်လို့ပြောပါလိမ့်။ အခုစဉ်ကြာအင်ဂျီနိုဘလက်ဘရယ်ပြည်နယ်များထိတ်တိုက်တွေ့ပွဲမှာနောက်ဆုံးဖြစ်စဉ်ဖြစ်ပါလိမ့်။ထရန့်ဟာအာနာရှင်ဆန်လာပြီးအမေရိကန်လူမှုအတိုင်းဝန်ကိုစစ်ပုံစံသွင်းနေတာလို့လက်ဘရယ်ပြည်နယ်တွေကကန့်ကွက်ဆန့်ကျင်နေပါလိမ့်။အထူးသဖြင့်ဒီမိုကရက်လွတ်တော်အမတ်တွေကြီးစိုးတဲ့ပြည်နယ်တွေကကန့်ကွက်ဆန့်ကျင်နေတာဖြစ်ပါလိမ့်။ဒီကနဦးစင်ကိုတောင်းသက်စီဂျီမီရဲ့နောက်မှာတမလာရဲ့မျိုးသားအဆောင်တက်ကိုမျိုးပြမှာတက်ချတာဟာပြန်ထမ်းပေးထားတဲ့အာနာလောပန်ခွင့်ရဥပဒေနဲ့ညီတယ်လို့ကောက်ချက်ချကြောင်းအမေရိကန်ယူကန်တရားနိုင်ထရက်ဆာကကထုတ်ပြန်ပါတယ် ခုလိုမျိုးစင်ကြအပြင်အစိုးရအဆောင်တွေကိုကာကွယ်ဖို့မြို့သားအဆောင်တစ်ခုဝင်200ဖြန့်ကျက်ရေးလမ်းကြောင်းပွင့်သွားပြီဖြစ်ပါတယ်အစိုးရအဆောင်တွေမှာတိရိစ္ဆာန်ပုံစံဝန်ဆောင်သူအများစုဖြစ်တဲ့ဆန္ဒပြသူတွေကလူမှုကြီးကြပ်ရေးလုပ်ငန်းစဉ်ကိုဟန်တာနှောက်ယှက်နေပါလေ။ရွှေပြောင်းဝင်ရောက်သူတွေကို transfer ရဲ့စီမံမှုကชิคาโกနဲ့ဒူပေါ့တလန်မှာပေါက်ကွဲလူနေပါအခြေအနေဆိုင်နေပြီ။ Los Angeles, Washington နဲ့ Memphis မြို့တွေမှာလည်းအဲ့ဒီနေတိုင်းပဲဖြစ်ပါလေ။ ထရန်ကရွှေပြောင်းလို့ရသူသူတွေကိစ္စကိုတိတိကျကျကန်တွယ်ဖြေရှင်းမယ်ဆိုပြီးသူမဲဆွယ်စီဝစဉ်ကလေးကခရီးပေးခဲ့တာဖြစ်ပါလေ။အဲ့ဒီစီနီမှုတွေအတွင်းမှာအမှန်တမှုပါတဲ့ကားတွေနဲ့တန်ကျက်ကကားတွေနဲ့မျက်နှာဖုံးတက်ကလက်နက်ကင်ထားတဲ့အဖွဲတွေကလူမျိုးရက်ွက်တွေနဲ့ဈေးဆိုင်ခန်းတွေရုံးခန်းတွေကိုလည်းပြစ်မှတ်တွေထားပြီးတော့လုပ်ကြတယ်ဆိုပါလေ။တပ်ဖွဲ့တွေအင်အားသုံးချို့ကိုတားဆီးမှုအော်ရီကွန်ဘီနယ်ကအစိုးရကိုတရားရုံးတရားအောက်တရားရုံးကတားဆီးပိုင်ခွင့်ဆုံးဖြတ်ပါလေ။ ဒါပေမဲ့အယူခံခွင့်မှာတော့တရားသူကြီး၃ဦးနဲ့နှစ်ဦးကချမှတ်ခဲ့တဲ့တနင်္လာနေ့စီရင်ချက်ကြောင့်ဒေတာစီပံခွင့်ကအလိုလျောက်ပြည့်ပြည့်သွားပါတယ်။ Trump ကပို့လန်းကိုစစ်တမ်းတင်နေပြီးကြမ်းဖက်ရာဇမှုတွေပြင်းထန်နေတဲ့နေရာအဲ့ဒီလိုမျိုးထက်ကလက်လက်ပြောနေပြီးဒီနေရာကိုစစ်တပ်သုံးမှရမယ်လို့ဆိုပါတယ်။ Trump ကလည်းသူသဖြင့် Democrat ပြည်အမတ်တွေကြီးစိုးရဲ့ပြည်နယ်တွေမှာအ धिक အစစ်တပ်ကိုချထားတာဖြစ်ပါတယ်။အဲ့ဒီပြည်နယ်တွေမှာလည်းအားနည်းချက်ကရှိပါတယ်။ဘာအားနည်းချက်လဲဆိုတော့အဲ့ဒီပြည်နယ်တွေမှာ တရားမဝင်ရှိပြောင်းတဲ့အလွန်အမြင်းများပြတဲ့အားနည်းချက်ရှိခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ခိုးဆိုးပြီးရမှုတွေဟာတော်တော်လေးကိုများပြားပြန့်နှံ့နေတယ်လို့အင်ဖြူတော်ကရှုမြင်နေတာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောခြင်းပါတယ်။အင်ဒိုနီးရှားသမ္မတပရာဘိုဘိုတက်တန်းတစ်နှစ်ပြည့်မှာအင်ဒိုနီးရှားကျောင်းသားတွေကဆန္ဒပြတဲ့အတွက်လုံခြုံရေးတော်တော်တင်းကျပ်ထားတယ်လို့သိရပါတယ်။သမ္မတတက်တန်းတစ်နှစ်ပြည့်မြောက်ဖြစ်တဲ့အောက်တိုဘာ20မှာအင်ဒိုနီးရှားကျောင်းသားတွေကဂျကာတာမှာရှိတဲ့မျိုးသားကြောက်တိုင်ရှင်မှာ နှစ်ပိုင်းကလေးကစူဝေးပြီးဆန္ဒပြဖို့စီစဉ်နေတော့လုံခြုံရေးအရှိ1943ရောက်ထိတိုးမြှင့်ချထားလိုက်ကြောင်းသိရပါတယ်အင်ဒိုနီးရှားကျောင်းသားများညောင်းအဖွဲ့ BMC ကအဲ့ဒီနေ့မတိုင်ခင် Instagram မှာသူတို့က Prau Bowo တစ်နှစ်ပြည့်အင်ဒိုနီးရှားအနာဂတ်အတွက်ပူပန်ရတယ်ဆိုတဲ့စာသားနဲ့စူဝေးစံနှံပြဖို့လှုံ့ဆော်ခဲ့ပါတယ်။အောက်ကလနောက်ပိုင်းကကျောင်းသားတွေဦးဆောင်တဲ့ Prau Bowo ဆိုရဖွဲ့မူဝါဒစတင်တဲ့စံနှံပြမှုကြီးစတင်ပေါ်ပေါ်ပြီး delivery driver တို့ကိုရဲတစ်ခွဲကားတစ်စီးကဝန်တိုက်ပြီးနောက်ဒေဆုံးစီရကနေစနားပြောင်းမှုဟာတနိုင်ငံလုံးတိုင်းတန်နဲ့လူထုအုံချမှုအတွက်ဆောင်းလာပါလိမ့်2024ခုကော်မတီတောင်ပြုကဲမြုံမဲနိုင်ရပြီးနိုင်ငံသမားဖြစ်ပရာဘိုဟာ၅နှစ်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ပရာဘိုနဲ့သူ့အစိုးရအဖွဲ့လွတ်တော်မှတွေဟာပြည်သူတွေပါဝင်နိုင်မှုမရှိတဲ့ ဥပဒေပြုမှုတွေလုပ်ခဲ့ပါလေစည်ရေးဘတ်ဂျက်တို့ချပြီးစစ်တီတွေအတွက်ထမင်းကျွေးမှုနဲ့တခြားပြင်ဆင်မှုပိုင်းတွေမှာငွေပိုသုံးဝင်မဲ့ပညာရေးဘတ်ဂျက်ရှော့ချလိုက်အတွက်ចောင်းသားတို့မကျင်မနက်ဆန္ဒပြရကနေလူသေးဆုံးမှုပါဖြစ်ခဲ့ပါလေပြာဘူအစိုးရရဲ့ចောင်းသားတွေအတွက်နိလက်စာခမဲ့ကျွေးတဲ့စီစဉ်ဟာတန်းချီတဲ့ចောင်းသားတွေကိုဝန်ဆောင်မျိုးသမီးတွေအတွက်ရည်ရွယ်ခဲ့ပေမဲ့လည်းចောင်းသားထောင်ချီကအစာစိတ်သိမှုတွေဖြစ်ပွားပြီးနောက်ပုံမှုဒေါသထွက်ကဆန္ဒပြမှုတွေကြီးထွားလာပါလေ ဒါကြောင့်အော်ရိုဘန်20မီလာဆောဘန်ကလေးကအင်ဒိုနီးရှားကျောင်းသားညောင်မောင်တို့ခွဲတွေကဂျာကာတာမှာရှိတဲ့မြို့သားကျောင်းတိုင်းမှာသမားအင်တော်ဒီချီတက်ဆန္ဒပြဖို့ကြိုးစားနေမှုကိုထင်းသိမ်းဖို့လူကြိုကြီးတစ်ဖက်ဝင်1900ကျော်အထိတိုးမြင့်ချထားလိုက်တယ်လို့သိရပါတယ်။